ယူကရိန်းရဲ့ drone တွေကမော်စကိုရဲ့ဂုံယူမှုကိုမိခိုးအဖြစ်ပြောင်းလဲဖြစ်ခဲ့တယ်2025ခုနှစ်အော်တိုဘာလ16ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့မှာရှိတဲ့နိုင်ငံတော်ဒူမာအမိုးခုံးအောက်မှာလျှို့ဝှက်အစည်းအဝေးတရက်ပြုလုပ်ခဲ့ပါတယ်ဒါအယိုယိုအစည်းအဝေးတစ်ခုမဟုတ်ပါဘူး ရုရှားဟာသူ့ရဲ့အရင်နီးဆုံးမဟာမိတ်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့မြောက်ကိုရီးယားကိုဖိတ်ခေါ်ပြီးမိုလီယာဗီလို့ခေါ်တဲ့ဒုံးပြက်အမျိုးအစားအသစ်ကြောင်းဆွေးနွေးခဲ့ပါတယ်။ဒီဒုံးပြက်ဟာ hypersonic လက်နက်ဖြစ်ပြီးနေတိုမျိုးတော်တစ်မျိုးကို14မိနစ်အတွင်းရောက်နိုင်ပါတယ်။မျိုးတစ်မျိုးလုံးကိုဖျက်ဆီးနိုင်လောက်အောင်အစွမ်းထက်တဲ့ဒီဇိုင်းနဲ့ပြုလုပ်ထားတာပါ။ကာကွယ်ရေးစနစ်တိုင်းထက်ပုံမှန်မြန်ဆန်ပြီးဖန်းစီရလည်းခက်ခဲပါတယ်။ဒူမာအစားအဟောင်းအနီးမှာတော့လုံခြုံရေးအစင်မြင့်စနစ်တွေတပ်ဆင်ထားပါတယ်။ S400 ဒုံးကြီး battery တွေ၊ Panzer S1 စနစ်တွေ ရာနဲ့ချီတဲ့စောင့်ကြည့်ရေးကင်မရာတွေ၊ drone ကာကွယ်ရေးဒိုင်းတွေအပါအဝင်ခန့်စနစ်အတန်းအမြင့်တွေဖြစ်ကြပါရည်။ရုရှားဘက်ကသူတို့ဟာအပြေးဝလုံခြုံနေတယ်လို့ယုံကြည်နေကြပါရည်။အတွင်းမှာပါတဲ့အရာရှိတွေကလည်းဘယ်သူမှသူတို့ရဲ့နိုင်ငံတွေကိုထိုးဖောက်မလာနိုင်ဘူးလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့ကောင်းကင်မြေတောင်ဘက်မှာယူကရိန်းရဲ့တရှိုးကျူးတို့ဒဇင်တိတ်ဆိတ်စွာစောင့်ကြည့်နေပါရည်။ အာလီစင်ဒီနယ်လို့ခေါ်တဲ့နောက်ဆုံးမော AI ဂျူဒူးစနစ်ကလှုပ်ရှားမှုတိုင်းကိုမှတ်တမ်းတင်နေပါတယ်။မော်စကိုဘက်ကသူတို့ရဲ့အစည်းအဝေးကိုဘယ်သူမှမမြင်နိုင်ဘူးလို့ယူဆနေတဲ့အချိန်မှာပဲအရာအလုံးဟာ KF News ကိုဒိုက်ရိုက်ပို့ဆောင်ခံနေရပါတယ်။ယူကရိန်းထောက်လိုင်းအဖွဲ့ကဒီအချက်လေးရဲ့အရေးပါမှုကိုလည်းချက်ချင်းသိရှိသွားပါတယ်။မိုလီယာဗီဒုံးပြက်ဟာစမ်းတက်ဖို့အသင့်ဖြစ်နေပြီးစစ်ရေးသုံးဖို့နှိပါဖြစ်နေပါတယ်။ရုရှားတင်းကနေပြစ်လွန်နိုင်ပြီးမိနစ်အနည်းငယ်အတွင်းအနောက်နိုင်ငံမျိုးတော်တွေကိုထိခိုက်နိုင်ပါတယ်။ တရုတ်ကဒုံပြန့်အတွက်အထူးလောင်စာထောက်ပံ့မှုသဘောတူခဲ့ပါရီမြောက်ကိုရီးယားကလည်းဂျိုဒူးမတွေ့နိုင်အောင်လမ်းညွှန်စနစ်ဖန်တီးပေးဖို့ကတိပြုခဲ့ပါရီနိုင်ငံသုံးနိုင်ငံပေါင်းပြီးကမ္ဘာအင်အားမျှကြီးပြောင်းလဲနိုင်တဲ့လက်နက်တမျိုးကိုတကယ်ပဲစီစဉ်နေကြတာပါယူကရိန်းဘက်ကတော့စောင့်နေမယ်ဆိုတာတက်ဆိုင်ရန်အခန့်ကဏ္ဍကနေသိနေခဲ့ပါရီတမ်မရာကချက်ချင်းတံပြန်တိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါရီစစ်စင်ရီကိုလိန်ဖဲတိုက်ခိုက်မှုလို့လည်းနာမည်ပေးခဲ့ပါရီ UAE ချက်ကတိုက်ခိုက်ဖို့မဟုတ်ပဲအန်ရရဲ့ရှိတဲ့လက်နက်မျိုးကိုခွင့်မပြုကြောင်းတတိပေးဖို့ဖြစ်ပါရီ နေဝစကန်တစ်ခုမှာယူကရိန်းစစ်သားတွေ drone တွေကိုပြင်ဆင်နေကြပါတယ်စစ်စင်ရေးကိုအဆင့်30ခွဲထားပါတယ်ပထမအဆင့်မှာ Beretta TB2 drone 5စီးကိုအာယုံလွှဲဖို့အသုံးပြုပါတယ်ဒီ drone တွေဟာ radar ပေါ်မှာငှက်လို့ပေါ်အောင် program ထားပြီးရုရှားလေကြောင်းကာကွယ်စနစ်တွေကိုရှုပ်ထွေးစေဖို့ယူရပါတယ်သူတို့ရဲ့ mission က S400 စနစ်တွေကိုဒုံးကျည်ပစ်ခိုင်းပြီးနေရာတွေကိုဖောက်ထုတ်ဖို့ဖြစ်ပါတယ် ယူကရိန်းဒရုန်းတစ်စီးကငွေတန်းအနှဲငယ်ပဲကုန်ကြပြီမဲ့ရုရှားဒုံးကျည်တစ်စီးကတော့သုံးစားပိုကုန်ကြပါရည်ဒုတိယအဆင့်မှာ UJ22 ဒရုန်းနှစ်စီးကိုနှိမ့်ချပြန်တန်းစေပါရည်သူတို့ဟာမော်စကိုအလဲပိုင်းကရေဒါနဲ့စက်သွေးစနစ်တွေကို2မိနစ်ခန့်ပိတ်ဆို့နိုင်ဖို့နှောက်ရှက်စနစ်တွေတည်လာပါရည်အဲ့ဒီအချိန်အနှဲငယ်ဟာနောက်ဆုံးတိုက်ခိုက်မဲ့အဖွဲအတွက်အရေးကြီးဆုံးအချိန်ဖြစ်ပါရည်တတိယအဆင့်မှာတော့အရေးကြီးဆုံးဖြစ်တဲ့တိုက်ခိုက်မှုပါပောက်ကွဲအပြင်းထန်တဲ့ဘုံကောင်းနှစ်ခုစီတက်ဆင်ထားတဲ့နောက်ထပ် TB2 drone 15စီကိုလျှို့ဝှက်နေရတာကနေလွတ်တင်ခဲ့ပါရင် သူတို့ရဲ့နောက်ဆုံးပြစ်မှတ်ကရုရှားနိုင်ငံဒူမာရဲ့အမူကုန်ဖြစ်ပါတယ်။ယူကရိန်းဘက်ကလူသိရှိကြဖြစ်ချင်တာတော့မဟုတ်ပါဘူး။သူတို့လိုချင်တာကရုရှားရဲ့ယုံကြည်မှုကိုချိုးဖျက်ပြီးဘယ်ခံတက်မှမလုံခြုံဘူးဆိုတာပြသဖို့ဖြစ်ပါတယ်။နနက်9နာရီမိနစ်30မှာတော့အရာအလုံးအသိဖြစ်နေပါပြီ။မော်စကိုဟာခေတ်သစ်တမိုင်းမှာအပြင်းထန်ဆုံးတိုက်ခိုက်မှုတွေကတခုနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာလုံးဝမသိခဲ့ပါဘူး။တိုက်စိမ့်ငိမ့်တက်နေတဲ့မိနစ်အနည်းငယ်အတွင်းမြို့တော်ရဲ့ကောင်းငင်ဟာငြိမ်းချမ်းနေခဲ့ပါပြီ။ဒူမာအတွင်းမှာလှေဝအစီဝေးကဆက်လက်ကျင်းပါပြီးအရာရှိတွေဟာ ဘာဖြစ်တော့မလဲဆိုတာမသိပဲရေမောပျော်ရွှင်နေကြပါတယ်။ပြီးတဲ့နောက်မှာတော့နနက်9:30တမိနစ်မှာယူကရိန်းဒရုန်း5စီးဟာမြို့တော်ဘက်ကိုရောက်ရှိလာပါတယ်။သူတို့ဟာတိမ်တွေကြားကနေထိုးဖောက်ပြီးကျယ်ပြန့်တဲ့အကွေးပုံစံနဲ့မော်စကိုစီဦးတည်ခဲ့ပါတယ်။ရုရှားရေဒါကပထမတော့သူတို့ရဲ့ငှက်တွေလို့ထင်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့ဒရုန်းတစ်စီးအနိုင်ပြန်တဲ့အခါစနစ်ကသူ့ရဲ့အပူလိုင်းလက္ခဏာကိုတွေ့ရှိသွားပါတယ်။ ချက်ချင်းဆိုသလိုပဲမြူနာက S400 ကားဝယ်ယူနစ်တွေကဂျားဖြတ်ဒုံးကြီး12စင်းကိုပြစ်လွတ်လိုက်ရာကောင်းငင်ရံမှာမိဒန်းတွေဖြစ်လင်းထိန်သွားခဲ့ပါတယ်။စက္ကမိုင်အတွင်း drone လေးစီးပျက်စီးသွားခဲ့ပြီးမဲ့တစ်စီးကတော့ကြံရှိနေပြီးလေထဲမှာပောက်ကွဲခဲ့ပါတယ်။အပိုင်းစားတွေကမော်စကိုမြောက်ဘက်ကိုကြာဆင်းခဲ့ပါတယ်။ရုရှား operator တွေကသူတို့အနိုင်ရပြီလို့ထင်ပြီးအားပေးခဲ့ကြတာပါ။ဒါပေမဲ့ဒါကအစာပဲရှိပါသေးတယ်။နနက်9:32မိနစ်မှာကာကွယ်စနစ်တွေပြန်လဲအတက်ဝင်လာတဲ့အချိန် UJ22 drone နှစ်စီးကရေဒါကွန်ရက်ကိုဖြတ်တောက်ဖို့စတင်ခဲ့ပါတယ်။ ဇက်ကမိုင်းအတွင်းမော်စကိုရဲ့ရေဒါစနစ်ထောက်ဝကျော်ဟာမှောင်ကျသွားခဲ့ပါတယ်။ဖန်သားပြင်းလေးလုံအောင်ပြောက်ွယ်ပြီးဆက်သွယ်ရေးစနစ်တွေပျက်စီးသွားပါတယ်။အော်ပရေတာတဦးကဒီမြင်ကွင်းကိုကောင်းကင်တစ်ခုလုံးပြောက်ွယ်သွားသလိုမျိုးဖြူသွားတာလို့နောက်ပိုင်းမှာပြောခဲ့ပါတယ်။နှစ်မိနစ်ကြာပြီးတဲ့နောက်တကယ်တိုက်ခိုက်မှုကစတင်ပါတယ်။လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ TB2 drone 15စီးဟာပေ8000အမြင့်ကနေမတူညီတဲ့လမ်းကြောင်းတွေနဲ့ထိုးဆင်းလာခဲ့ပါတယ်။သူတို့ရဲ့လမ်းကြောင်းတွေကိုကာကွယ်စနစ်တွေရှုပ်ထွေးသွားအောင်ပရိုဂရမ်ရေးဆွဲထားတာပါ။ ဖန်ဆာ S1 ဒုံးကျည် unit တွေကပြန်ပစ်ခတ်ခဲ့ပေမဲ့ drone 3စီးကိုသာထိမှန်ခဲ့ပြီးကျန်တဲ့ drone တွေကတော့မြို့တော်ရဲ့အလဲဘဟုစီကိုတန်တမမဆက်လက်ပြန်တန်းသွားခဲ့ပါတယ်။နာနဲ့9:36မိနစ်မှာနိုင်ငံတော်ဒူမာရဲ့အနောက်ဖက်ခြမ်းကိုပထမဆုံးပောက်ကွဲမှုထိမှန်ခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ဖန်ပြားရာနဲ့ချီကွဲချီကုန်ပြီးတမ်မနီတကားတွေလည်းဆုတ်ဖြတ်ပစ်ခဲ့ပါတယ်။စက္ကန့်ပိုင်းအကြာမှာနောက်ထပ် drone 3စီးကအမိုးပေါ်ကိုထိမှန်ပြတ်ကျခဲ့ပါတယ်။ ပကွဲအားကြောင့်ဂျေးနီအမိုးကောင်ကအတွင်းဘက်ကိုကွေးဝင်သွားခဲ့ပါရီ။အတွင်းပိုင်းမှာတော့ထိတ်လန့်မှုကပြန့်နှံ့သွားပြီးမီးလောက်တွေဟာအခန့်ကိုပြင်းထန်စေခဲ့ပါရီ။လူတွေဟာအပျက်စီးကြောင့်မျက်စိကွယ်ပြီးပြင်းထန်တဲ့အပူဒဏ်ကြောင့်မီးလောင်ကုန်ပါရီ။နောက်ထပ် drone တွေကအဆောင်ရဲ့အရှိတ်အချမ်းကိုထိမှန်ပြီးဒုတိယပကွဲမှုဖြစ်ပွားသွားခဲ့တာကြောင့်ဆက်သွယ်ရေးဌာနကိုဖျက်ဆီးပစ်ခဲ့ပါရီ။လမ်းမပေါ်ကမြင်းမြင့်တတိတွေကအဆောင်ဟာအတွင်းကိုပြိုကျသွားတာကိုမြင်တွေ့ခဲ့ရပါရီ။ဂျိုရူပုံရိပ်တွေအရမော်စကိုမြို့ပေါ်ကမီးခိုးနှက်တွေထူထပ်နေတာတွေ့ရပါရီ။ 6မိနစ်အတွင်းမှာပဲရုရှားနိုင်ငံရဲ့လုံခြုံရေးအတင်းကျပ်ဆုံးအဆောက်အအုံတွေကတခုဟာမီးလောင်နေတဲ့အပျက်စီးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နနက်9:38မိနစ်မှာမာရူအဆောက်အအုံအတွင်းမီးခိုးနဲ့ဖုံမှုတ်တွေပြင်းထန်နေခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ပြီးအဆောက်အအုံရဲ့အတွင်းပိုင်းဝါယာကြိုးတွေအရေးပြောကုန်ပါတယ်။ခရမလင်နန်တော့ဟာပါလီမန်တစ်ခုလုံးနဲ့10မိနစ်ကြာကြာဆက်သွယ်မှုပြတ်တောက်သွားခဲ့တာပါ။မီးတောက်တွေဟာမြောက်ဘက်အဆောက်တစ်လျှောက်ကူးဆက်လောင်ကျွမ်းပြီးကော်ဇောတွေကိုမီးတိုက်ခါတတ်ထုလိုင်းရန်တွေကိုအရေးပြောစေခဲ့ပါတယ်။ ကိုစလဲတူကိုတတ်ထုတကားမှာကန့်ညှိနေတာကိုလည်းတွေ့ရှိခဲ့ပါသည်တရုတ်စစ်ဆိုင်အရာရှိသူထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ပြင်းထန်စွာထိုင်ရန်ရခဲ့ပါသည်မြောက်ကိုရီးယားနေပညာရှင်တူကလည်းပြတ်နေတဲ့ရေဒီယိုတဲကိုအော်ဟစ်နေပေမဲ့ဘသူမှဆက်သွယ်လို့မရခဲ့ပါဘူးအပြင်မှာအရေးပေါ်တုံ့ပြန်သူတွေဟာအဆောက်အုံတွေကိုဝင်ရောက်ဖို့ကြိုးစားပေမဲ့သူတို့ရဲ့ကိုပိုင်ကာကွယ်ရေးစနစ်တွေကြောင့်နောင်နေနေခဲ့ရပါသည်တိုက်ခိုက်မှုမတိုင်မီမိနစ်ပိုင်းအလိုကအသက်သွင်းထားတဲ့ drone ကာကွယ်ဒိုင်းစနစ်ဟာအရေးကြီးတဲ့6မိနစ်ကြာပိတ်ဆို့ခံခဲ့ရတာပါ အတွင်းမှာတော့လုံခြုံရေးအဆောင်တွေကကျူးကျော်သူတွေဆက်လက်တိုက်ခိုက်နေတော့မယ်လို့ထင်ပြီးမျက်စိစုံမိတ်ပြစ်ခတ်နေပါတယ်။နောက်ပိုင်းမှာရရှိတဲ့ကိုခန္ဓာကင်မရာမှတ်တမ်းတွေအရာလုံးဝရှုပ်ထွေးပလောရိုက်နေတဲ့အခြေအနေကိုတွေ့ခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲ KF မြို့မှာရှိတဲ့ယူကရိန်းအရာရှိတွေဟာအနီရောက်ရောင်ကြီးဂျိုးတူပုံရိပ်တွေကတဆင့်အရာအလုံးကိုစောင့်ကြည့်နေခဲ့ပါတယ်။ဒူမာအတွင်းမှာအပူလိုင်းလက္ခဏာတွေရွေးရှားနေတာပြိုကျသွားတာပျောက်ကွယ်သွားတာကိုသူတို့မြင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်နောက်ဆုံး drone တစ်စီးကပောက်ကွဲမသွားခင်စက္ကန့်ပိုင်းအတွင်းကဗီဒီယိုတွေကိုထုတ်လွှင့်ခဲ့ပါတယ် ဒီမှတ်တမ်းမှာရုရှားရဲ့စေးဘျူဟာမှုချုပ်ဗစ်တာဆီရိုနော့ဖ်တရပောက်ကွဲမှုမဖြစ်ခင်စက္ကန့်ပိုင်းလေးအတွင်းပြေးသွားတာကိုပြသပြီးတဲ့နောက်ဖန်သားပြင်ဟာလုံးဝရပ်တန့်သွားခဲ့ပါတယ်။နနက်9:43မိနစ်မှာအဆောက်အုံရဲ့အမိုးကုံဟာလုံးဝပြိုကျသွားခဲ့ပါတယ်။ကြီးမားတဲ့မီးရောက်တွေဟာချမ်းမြင်တွေကြားကနေထိုးပေါက်ခဲ့ပြီးလေတုတုံခါမှုကြောင့်မြေအောက်ဘန်နာတိုက်တွေပွင့်ထွက်ကုန်ပါတယ်။မော်လီယာဗီပုံချမ်းအပါဝင်လေဝါစားရဲစာတန်းတွေဟာမီးထဲမှာပြန့်ကျဲကုန်ပါလေလေဝါစစ်ပွဲဆွေးနွေးပွဲအဖြစ်စတင်ခဲ့တာဟာမီးပြနဲ့ တိတ်ဆိတ်ခြင်းတို့နဲ့သာအဆုံးသတ်ခဲ့ရတာပါနန်နက်၁၀နိုင်၅မိနစ်မှာမော်စကိုနိုင်ငံတော်ဒူးမာပေါ်မှာမီဂိုတွေဟာကလကတစ်ခုလိုဆက်လက်ရှိနေခဲ့ပါသည်မိသက်သမားတွေနဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တွေကလည်းအခင်ဖြစ်ပွားရာကိုအလင်းမြန်ရောက်ရှိလာကြပြီးမှနောက်ကျနေပါပြီတချိန်ကအင်အားကြီးမားခဲ့တဲ့အဆောင်ဟာကျိုးပဲ့နေတဲ့ကြောက်တုံးနဲ့တမ်းမီတို့ရဲ့အယိုးစုသာဖြစ်နေပါသည်ထိတ်တန့်စေအကြံပေးတွေနဲ့နိုင်ငံခြားတနမန်တွေအပါအဝင်အရာရှိ48ဦးတည်ဆုံနေတဲ့အကြောင်းအတည်ပြုခဲ့ပါတယ်။အကြီးမားဆုံးဆုံးရှုံးမှုကတော့အဆောက်အအုံမဟုတ်ပါဘူး။ ဒါဟာမယိုင်လဲတဲ့စိတ်ဓာတ်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။နှစ်ပေါင်းများစွာရုရှားဟာသူ့မျိုးတော်ရဲ့ဗဟုကိုဘယ်သူမှတိုက်ခိုက်နိုင်မှာမဟုတ်ဘူးလို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဒီလိုမျိုးအထင်မြင်မှားတာဟာပြောက်ကွယ်သွားခဲ့ပါပြီ။နာနယ်10နိုင်12မိနစ်မှာခရီးမလင်းနန်တော်ကနိုင်ငံတော်အရေးပေါ်အခြေအနေချိန်ညားခဲ့ပါတယ်။ထောက်လိုင်းအရာရှိတွေကလျှို့ဝှက်အစည်းအဝေးမှတ်တမ်းတွေကိုဖျက်ပြစ်ဖို့ကြိုးစားနေချိန်မှာယူကရိန်းကတော့သူတို့ထက်ခြေတလန်းတာနေခဲ့ပါရီ။ KF မြို့မှာအစိုးရကမီးလောင်နေတဲ့ဒူမာရဲ့အရေးသွေးမြင့်ဗီဒီယိုမှတ်တမ်းကိုထုတ်ပြန်ခဲ့ပါရီ။ဒီဗီဒီယိုမှာယူကရိန်းဂျိုးတို့တွေနဲ့ ဒရုန်းတွေကဖမ်းယူရရှိထားတဲ့အစည်းအဝေးရဲ့အသက်မှတ်တမ်းတွေပါဝင်ခဲ့ပါတယ်။ရုရှားနဲ့မဟာမိတ်အရာရှိတွေမျိုးကြီးတွေကိုဖျက်ဆီးမဲ့အကြောင်းအရှုံးဖောက်နေတဲ့အတန်တွေကိုကဘာကကြားလိုက်ရတဲ့အခါမှာ BBC CNN နဲ့တခြားနိုင်ငံတကာသတင်းကွန်ရက်တွေကဗီဒီယိုတွေကိုမိနစ်ပိုင်းအတွင်းထုတ်လွှင့်ခဲ့တာကြောင့်လူသံပေါင်းများစွာဟာအန်အော်တကြီးကြည့်ရှုခဲ့ကြပါတယ်။အနောက်နိုင်ငံအစိုးရတွေကလည်းချက်ချင်းတုံ့ပြန်ခဲ့ကြပါတယ်။ American, Germany နဲ့ UK တွေကပေါက်ကြားလာတဲ့အထောက်အထားတွေဟာ ရုရှားရဲ့နျူကလ িয়ার ချင်းချောက်မှုစီစဉ်နေတဲ့အကြောင်းအရှင်းလင်းဆုံးသတိဖြစ်တယ်လို့ဖော်ပြတဲ့ပူးတွဲထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။နေတိုးကလည်းတရောက်တစ်ခုနဲ့နောက်ပိုင်းပထမအဦးဆုံးအကြိမ်ဖြစ်သူတို့ရဲ့သတိအဆင့်ကို DEFCON 3အထိထိုးမြင့်ခဲ့ပါတယ်။ရုရှားအတွင်းမှာထိတ်လန့်မှုဟာလျင်မြန်စွာကြီးထွားလာခဲ့ပါတယ်။နိုင်ငံသားတွေဟာစစ်မှုထမ်းရုံးတွေရဲ့အပြင်ဘက်မှာဆန္ဒပြပြီးမိသားစုတွေကအစိုးရစီကနေအပြေတောင်းဆိုနေကြပါတယ်။ဒူမာပောက်ကွဲမှုမှာတည်ဆုံသွားတဲ့တားဖြစ်သူရဲ့ဓာတ်ပုံကိုကန်ထားတဲ့မိခင်တို့ဟာအစိုးရဟာလုံခြုံရေးကိုခရီးပေးခဲ့ပြီးမယ်။ ဘာမှမပေးနိုင်ခဲ့ဘူးလို့လည်းဩဟစ်ခဲ့ပါတယ်ယူကရိန်းကတော့တိတ်ဆိတ်နေခဲ့ပါတယ်သူတို့ရဲ့တခုသီးသောသတင်းဟာအသက်ရှင်ကျန်ရတဲ့ drone တစ်စီးရဲ့မှတ်တမ်းတွေကထွက်ပေါ်လာတာပါစလုံးမဲမဲတွေနဲ့ဖန်သားပြေပေါ်မှာပေါ်လာတဲ့ message ကသင်ဟာထိမရတဲ့သူမဟုတ်ဘူးဆိုတဲ့ရိုးရှင်းပေမဲ့အစွမ်းတရေထုတ်ပြန်ချက်ဖြစ်ပြီးရုရှားကောင်းဆောင်ပိုင်းကိုလှောက်ခါသွားစီပါတယ်နည်းနည်း10မိနစ်30မှာကဲဆေးအဖွဲတွေကအပျက်စီးတွေတဲကအလောင်းတွေကိုဆွဲထုတ်နေစဉ်ယူကရိန်းအရာရှိတွေဟာဂျူရူဒိုင်းရိုက်ကရင်အကျိုးဆက်တွေကိုစောင့်ကြည့်နေခဲ့ပါတယ်သူတို့ဘာမှမပြောခဲ့ပါဘူး သူတို့ရဲ့တိတ်ဆိတ်မှုဟာစကလုံးတွေထပ်ပုံမှုကျေလောင်ခဲ့ပါတယ်။ရုရှားကတမ်မနီနိုင်ငံတွေတိစောက်ခဲ့ပေမဲ့ယူကရိန်းကတော့ထောက်လန်းရေးနဲ့အရေးတွေအသုံးပြုခဲ့ပါတယ်။ဒီလိုတိတ်ဆိတ်တဲ့စစ်ပွဲမှာအရေးတွေကအနိုင်ရရှိခဲ့ပါတယ်။၂၀ခုနှစ်အော်တိုဘာလ၁၈ရက်နေ့ကတိုက်ခိုက်မှုဟာစစ်ရေးစစ်စင်ရေးတစ်ခုအနေနဲ့ဒီမဟုတ်ပဲတင်ဂေတာရုပ်ပြတစ်ခုအနေနဲ့မှတ်မိနေကြမှာပါ။ဒါအသိငယ်တဲ့နိုင်ငံတကာနိုင်ငံကတီထွင်ဖန်တီးမှုနဲ့နှီးပညာကိုအသုံးပြုပြီးပါဝါကြီးမားတဲ့နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုတိုက်ခိုက်နိုင်တဲ့ပုံရိပ်ကိုပြသခဲ့တာပါ။ ဒူမာဟာပြစ်မှတ်တစ်ခုတည်းမဟုတ်ပဲရုရှားရဲ့အာဏာနဲ့မာနာရဲ့တင်ကြတာဖြစ်ပါလိမ့်။ဒါကိုဖျက်ဆီးလိုက်ခြင်းဟာခွန်အားတစ်ခုတည်းကလုံခြုံရေးကိုအာမခံနိုင်တယ်လို့ယုံကြည်သူတွေအားလုံးအတွက်သတိပေးချက်ဖြစ်ခဲ့ပါလိမ့်။ယူကရိန်းဟာကြွားဝဖို့ဒါမှမဟုတ်အနိုင်ယူဖို့ဒူမာကိုဖျက်ဆီးခဲ့တာမဟုတ်ပါဘူး။အနာဂတ်ဘေးရန်တွေကိုတားဆီးဖို့လုပ်ခဲ့တာပါ။ရုရှားရဲ့မိုလီယာဗီဒုံးပြန်တိဆောက်မဲ့အစီအစဉ်ဟာကမ္ဘာငြိမ်းချမ်းရေးကိုချိန်ချောက်ခဲ့ပါလိမ့်။ယူကရိန်းကနျူကလ িয়ার အိမ်မဆိုးဖြစ်လာနိုင်တာကိုရပ်တန့်ဖို့အရင်ဆုံးလှုံ့ဆော်ခဲ့တာပါ။ ဒီလိုနဲ့အစုံမှာတော့ဒူမာရဲ့ APSC တွေဟာလူသားတွေရဲ့မာနာအတွက်အထိမ်မှတ်တစ်ခုအဖြစ်ယက်တည်ခဲ့ပါတယ်။ကမ္ဘာကရုရှားရဲ့နိုင်ငံရေးအာဏာဗဟိုချက်မီးလောင်နေတာကိုကျောင်းတော်လုံးစွာအံ့ဩစွာနဲ့ကြီးနေကြရပါတယ်။ဒီတိုက်ခိုက်မှုဟာမှားရတဲ့ယုံကြည်မှုရဲ့အဆုံးသတ်နဲ့လက်တွေ့အခြေအနေအသေးလို့ပြောလို့ရတဲ့အကြောင်းဖြောပြေးအနေနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။